ားလုံးပဲမင်္ဂလာပါဒီနေ့အဲပြောင်းပြီးမဲ့အကြောင်းအရာတော့အရန်ကိုထူးဆန်းတဲ့အကြောင်းအရာလေးတစ်ခုပဲဖြစ်ပါတယ်တကယ်တော့ထူးဆန်းတယ်လို့ပြောရမယ်လေရန်ကြီးတော့လည်းခုခေတ်မှာမထူးဆန်းတော့ဘူးအဲ့ဒါဘာလဲဆိုတော့ AI နဲ့ဖန်တီးလိုက်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ထူးဆန်းတဲ့ဗီဒီယိုတစ်ပုဒ်အဲသူ့ရဲ့ social media ကနေပြီးတော့မျှဝေလာတဲ့ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲမင်္ဂလာပါကီတူဆက်ဆက်မှာပြန်လဲကြိုဆိုလိုက်ပါတယ် အဲဒီနေ့အကြောင်းအရာတော့လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ပတ်သက်ပြီးတော့အင်တာနက်မှာအရန်ကိုပြန့်နေနေတဲ့ AI ဗီဒီယိုတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ဒါက AI generated content တစ်ခုဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုလေးရဲ့သတင်းဟိုပါဆိုလို့ရှိရင်ဘယ်ကနေပေါ်ထွက်လာလဲဆိုလို့ရှိရင်ဒီသူ့ရဲ့ဒေါ်နယ်ထရန့်ပိုင်ဆိုင်တဲ့ Truth နော်အမေရိကန်နဲ့အမှ social media တစ်ခုပေါ့နော်ဒီ Facebook တို့အဲလိုမျိုးအဲ Twitter တို့လိုမျိုးပေါ့နော် Truth social ဆိုရဲ social media ကနေပြီးတော့ပေါ်လာတာဖြစ်ပါတယ်။ အဲအဲ့မှာဆိုလို့ရှိရင်ဗီဒီယိုထဲမှာဆိုလို့ရှိရင်အဲเนาะအဲတမရကသူကဒိုနယ်ထရမ့်ကသူကဘယင်းလိုမျိုး crown ကိုစောင်းပြီးတော့သူကလေယာဉ်မြန်ကြီးနဲ့ပြန်ပြီးတော့အောက်ကသူ့ကိုစန့်ကျင်တန်အဲ no king ဆိုပြီးတော့သူ့ကိုစန့်ကျင်ပြီးဆန္ဒပြတဲ့လူတွေကိုအဲဒီเนาะအညိုရောင်ရွှွင့်နေရည်လိုမျိုးဟာမျိုးနေချဲချပြီးတော့တိုက်ခိုက်နေတဲ့ပုံစံမျိုးပေါ့เนาะဒါမျိုးဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်လိုက်ရအောင်ဒီမှာကျွန်တော်ဖွင့်ပြပါမယ် န်ကြည့်ကြည့်မယ်အာဒီပါနော်ဒိုနယ်ထရန့်ကသူကခရောင်းလိုမျိုးဘယင်လိုမျိုးခရောင်းလိုမျိုးပြောထားတယ်သူကိုဆန့်ကျင်ပြီးတော့ကီနိုကီတဲ့ဆန္ဒပြတဲ့အချိန်မှာသူကဘယင်လို ခံမှတ်ထားတယ်ပြီးလို့ရှိရင်ဒီ social media ကဘယ်ကနေ channel လွှတ်လိုက်လဲလို့ဆိုတဲ့ပုံစံမျိုးနဲ့လာလဲဆိုရင်ဒီ Twitter account @serious8 ဆိုတဲ့အဲ Twitter account ကနေပြီးတော့စတင်ပြီးတော့ထုတ်လွှတ်တယ်ဆိုပြီးယူဆရတယ်တင်တာတော့ဒါ thread ကိုပိုင် social media နဲ့ပြီးတော့တင်ထားတယ်ပေါ့နော်ဒါအရင်းပွားစရာကြီးတော့အများကြီးပေါ့နော်ဒါရေးတော့ကျွန်တော်မပြောလို့ပါဘူးကျွန်တော်အဓိကပြောချင်တာကတော့အဲ AI generated content တွေကအဲ့တော့နိုင်ငံရေးတွေစီးပွားရေးတွေဒါတွေမှာတတိထားမယ်အကြောင်းပေါ့နော် အဲဒီဗီဒီယိုတွေကိုလည်းအချင်းချင်းပြီးတော့ယုံမှုလို့အကြောင်းပေါ့နော်အဲနော်ဒါမျိုးလေးတွေကိုပြောနေတာဖြစ်ပါတယ် knowledge sharing အနေနဲ့ထူးလဲထူးဆန်းတဲ့မလို့သတင်းတစ်ပုဒ်အနေနဲ့အဒီပညာ channel ကနေပြီးတော့မှ AI generate တဲ့ content တွေကမှထူးဆန်းတဲ့အကြောင်းလေးကိုမျှော်လင့်ပေးခြင်းဖြစ်ပါတယ် Hello. ဒီမှာတော့အမျိုးရောင်အရေးတွေနဲ့နော်ကြဲချတဲ့ဗီဒီယိုလေးဖြစ်ပါတယ်နော်အဲဒီဗီဒီယိုကတော့ အဲဟုတ်ပြီနော်အဲ့တော့ဒါကတော့ troops နော်အဲ့တော့ troops ဆိုလို့ဆိုရဲ troops ဆိုရှယ်ဆိုလဲ trend ပိုင်းနဲ့ social media နေပြီးတော့အော်တက်လာတာဖြစ်ပါလဲ16ရက်နေ့ကနေပြီးတော့16ရက်နေ့မှာတက်လာပြီးတော့အကုန်လုံးအငင်းပွားကြရည်နဲ့အရင် channel တွေကိုနေနေပြလာတာဖြစ်ပါတယ်အဲ့တော့ အားလုံးပဲဒီဗီဒီယိုရတဲ့နောက်ပါဒီဗီဒီယိုကိုကြည့်ပြီးတော့ AI generate တဲ့ကွန်တန့်တွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အမြင်လေးတွေရှိရဆိုရင် comment မှာမျှော်ပြသပါအောင် AI နဲ့ပတ်သက်ပြီးနည်းပညာနဲ့ပတ်သက်တဲ့သတင်းတွေအဲဝုဒ္ဓတာတွေကို comment မျှော်ပေးမယ် key to science channel လေးကိုလည်း subscribe ပြုလုပ်ပေးဖို့နဲ့အမြင်ဝင်အောင်လေ့လာဖို့တိုက်ခေါ်ပါတယ်အားလုံးပဲဆုံးလေးအောင်ကြည့်ပေးရတော့ကျေးဇူးတင်ပါတယ်